ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စိုက်စရာပြီးကြော်လွင်ပညာရေးဧတာထားတဲ့အကြောင်းနဲ့အကျိုးဆက်တရားတော်များဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်အပိုင်း၁ပေါ့ပေါ့ပါပါစာဖတ်ပရိသတ်များမျိုးဆက်၁လူငယ်လူငယ်များဘာသာရေးအခြေခံဘုဒ္ဓတအားနည်းသူများအတွက်ရည်ရွယ်၍ဤစာရန်ကိုပြုစုအပ်ပါတယ် ဤအကြောင်းနှင့်အကျိုးဆက်တရားတော်များသည်စိတ်ကူးဖြင့်ဤတထားခြင်းမဟုတ်ဘဲဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သောတရားတော်များမှကောင်းလုချက်များဖြစ်ပါသည်တကောင်းမှုကုသိုလ်ပြုလို့စိတ်များဖြစ်လာပါလိမ့်မယ်နှင့်မကောင်းမှုအကုသိုလ်များပြုလို့ရင်ကြောက်ရွံ့လာပါလိမ့်မယ်ကြောက်ကျင်လိုစိတ်ဖြစ်လာပါလိမ့်မယ်၃လူငယ်လူရယ်များဖက်ရှုလေးလာခြင်းဖြင့်လူလိမ်မှလူရင်ကျေးများဖြစ်လာပါလိမ့်မယ်၄ ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သောကံကံဤအကျိုးကိုယုံကြည်သက်ဝင်လေ့စားလာပါလိမ့်မည်။ကောင်းမှုကုသိုလ်အကျိုးဆက်များတယခုဘဝတွင်မျက်စိကြည်လင်ရာခြင်းအကျိုးမှာရှိဘဝများကဖျားထန်စီမီလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်။ညယခုဘဝတွင်လူချင်းလူခင်ပေါ်မြင်ရခြင်းအကျိုးမှာရှိဘဝများကဖျားထန်အမွေးတိုင်းလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်။၃ ယခုဘဝတွင်လက်လာပပေါ်များရခြင်းအချက်အရင်ပေါ်များရခြင်းအကျိုးတို့မှာရှိဘဝများကယဟန်တန်ဃာတော်များကိုတပိတ်လူတန်းခဲ့သောအကြောင်းအကြောင်းဖြစ်ပါလေယခုဘဝတွင်ကိုပိုင်ကပိုင်ဆိုင်ရခြင်းအကျိုးမှာရှိဘဝများကတရားဆောက်လို့လူတန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်၅ယခုဘဝတွင်မျက်နှာအမြဲရှင်လန်းနေရခြင်းအကျိုးမှာရှိဘဝများကယဟန်တန်ဃာတော်များအား ထောပတ်နှင့်ဇီရိုလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။၆ယခုဘဝတွင်ချက်ဖွဲ့ကောင်းသောမိမနှင့်အကြိုက်ကိုလိုက်သောမိမရရှိပိုင်ဆိုင်ရခြင်းအကျိုးမှာရှိဘဝများကယဟန်တန်ဃာတော်များအားအိုးလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။ခုနှစ်ယခုဘဝတွင်ထောင်ဆိုရင်ချက်ပန်းနာယောဂကင်းရခြင်းအကျိုးမှာရှိဘဝများကယဟန်တန်ဃာတော်များအားတပတ်တည်းလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။၈ ယခုဘဝတွင်သာကောင်းယတနာထွန်ကားရခြင်းအကြောင်းမှာရှေးဘဝများကတောင်ဝေးလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။ကိုယခုဘဝတွင် ကိုခန္ဓာအချို့အစားလှပတင်တယ်ပြီးရုပ်ရည်ချုံမောရခြင်းအကြောင်းမှာရှေးဘဝများကနေဟန်တန်ခါများအားစီပလင်းစီပုံလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။တဆယ်ယခုဘဝတွင်ကျန်းသာကြွယ်ဝရခြင်းအကြောင်းမှာရှေးဘဝများက ယဟန်တန်ဃာတော်များအားယင်ကလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်၁၁ယခုဘဝတွင်အမြဲဒေါသနေရခြင်းအကျိုးမှာရှိဘဝများကယဟန်တန်ဃာတော်များအားတော့အိမ်နှင့်တော့ခလောက်လူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်၁၂၁ယခုဘဝတွင်စိတ်ပူပန်ဆင်းရဲခြင်းကိုမခံစားရခြင်းအကျိုးမှာရှိဘဝများကယဟန်တန်ဃာတော်များကိုရက်လူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်၁၃ ယခုဘဝတွင်အသားရည်နူးညံ့ပျော့ပြောင်းပြီးရွှေရောင်အစိမ်းရရှိခြင်းအကျိုးမှာရှိဘဝများကဉာဏ်တန်ကားတော်များအားရေတုပ်ပေါ်ဝါလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်။ယခုဘဝတွင် ပိုးထယ်ဖဲထယ်အဝါအစားကောင်းအမျိုးမျိုးဝတ်ဆင်နိုင်ခြင်းအကျိုးမှာရှိဘဝများကသင်္ကန်းလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်။၁၅ယခုဘဝတွင် ရုပ်အစင်းလှပခြင်းအကျိုးမှာရှိဘဝများကဖျားထန် ပန်းစက္ကန့်လူရန်ခဲ့သောအကြောင်းအကျောင်းဖြစ်ပါလေ၁၆ယခုဘဝတွင်လူစည်းစိမ်နတ်စည်းစိမ်များဖြင့်နေရပြီးမိမလားများကိုရရှိခြင်းအကျိုးတို့မှာရှေးဘဝများကဖျားစီတီတို့၌ဒေကွန်လူရန်ခဲ့သောအကြောင်းအကျောင်းဖြစ်ပါလေ၁၇ယခုဘဝတွင်နာစီချောင်းစုယောဂမျိုးမြမကက်ရပဲကျမ်းမာစွာဖြင့်အသက်ရှိခြင်းအကျိုးမှာရှေးဘဝများကရဟန်းတန်ဃာတို့များအားစီးပစ္စည်းများလှူဒန်းခဲ့သောအကြောင်းအကျောင်းဖြစ်ပါသည် ဆက်ရှိယခုဘဝတွင်မိမိအားအကျိုးပြုလုပ်ကျွေးမိကျွေးနွားကောင်းအလုတမကောင်းအိမ်ဖော်ကောင်းသမင်းချက်ကောင်းစသည်တို့ရရှိခြင်းအကျိုးတို့မှာရှိဘဝများကယဟန်တန်ကတော်များအားလက်တဲလှိကြလက်တဲညှက်တို့လူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်ဇကုယခုဘဝတွင်မိမိကိုချစ်ခင်အားပေးသောပရိသတ်မပြိုကွဲရခြင်းအကျိုးမှာ ရှေးဘွားများကယဟန်တန်ဃာတော်များအားရေစစ်လှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။၂၀ယခုဘဝတွင် စီးစရာရှင်ကားများ ပိုင်ဆိုင်ရခြင်းအကျိုးမှာရှေးဘွားများကယဟန်တန်ဃာတော်များအားဖက်နက်လှူဒန်းခဲ့သော အကြောင်းကြောင့်ဖြစ်ပါတယ်။၂၁ယခုဘဝတွင်ဟာတဉ္ဉ္ရှိသူဖြစ်ရခြင်းအကျိုးမှာရှေးဘွားများကဖျားထံအမွေးတိုင်းကလူတန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။၂၂ ်ယခုဘဝတွင်စစ်သူနှင့်ကိုယ်ကွင်းရခြင်းမရှိပဲခြေရသူနှင့်ပေါင်းဖော်ရခြင်းအကျိုးမှာရှိဘဝများကရဟန်းတန်ကတော်များအားစေပစ္စည်းများလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်23ယခုဘဝတွင်ခွန်အားပလပြည့်စုံရခြင်းအကျိုးမှာရှိဘဝများကရဟန်းတန်ကတော်များအားစွမ်းစက္ကလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်24ယခုဘဝတွင်မျက်စိကျယ်ဝန်းတောက်ပကြည်လင်ပြီး ပညာမျက်စိကိုရရှိရခြင်းအကျိုးမှာရှေးဘဝများကနိုင်ငံတကာတော်များအားမျက်စင်းလှူဒန်းခဲ့သောအကြောင်းအကျောင်းဖြစ်ပါတယ်25အခုဘဝတွင်ကာတာ၍မတည်ခြင်းရေနှီး၍မတည်ခြင်းလင်းရင်ပြတ်ကျ၍မတည်ခြင်းစသောအသည့်ဆိုဖြင့်မတည်နိုင်ခြင်းအကျိုးမှာရှေးဘဝများကယဟန်တန်ကာတော်များအားရေစစ်လှူဒန်းခဲ့သောအကြောင်းအကျောင်းဖြစ်ပါတယ်26အခုဘဝတွင်ကိုခန္ဓာအကျိုးစားပြည့်ပြည့်ခြင်းနှင့် အဝတ်ချိန်မျိုးမျိုးဝတ်ဆင်ရခြင်းအကျိုးတို့မှာရှေးဘွားများကအဝတ်ပစိုးလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်29ခုဘဝတွင်ရှင်သူမရှိအပူရေးဒုက္ခကိုမခံစားရလူအယုတ်တခံရခြင်းအကျိုးတို့မှာရှေးဘွားများကယဟန်တန်ဃာတော်များအားထီးလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်28ခုဘဝတွင်တရားအထုတ်ရ၌အခြားသူများထက်ဉာဏ်သက်ဝင်နိုင်ခြင်းအကျိုးမှာရှေးဘွားများက ရင်းတက်ကတော်များအားကောင်းအောင်လူရင်ခဲ့တော်အကြောင်းအကြောင်းဖြစ်ပါတယ်။29ယခုဘဝတွင်ပင်ပန်းနှွမ်းနေမှုနေပါရခြင်းအကျိုးမှာရှိဘဝများကရဟန်းတန်ကတော်များအားတောအိမ်နှင့်တောကလလူရင်ခဲ့တော်အကြောင်းအကြောင်းဖြစ်ပါတယ်။30ယခုဘဝ၌အတန်ကောင်းခြင်းအတန်ချိုသာခြင်းကတွင်အနှံ့ကောင်းခြင်းအကျိုးတို့မှာရှိဘဝများကရဟန်းတန်ကတော်များအားတပတ်တန်လူရင်ခဲ့တော်အကြောင်းအကြောင်းဖြစ်ပါတယ်။ 37ယခုဘဝ၌ပညာရှိဖြစ်ရခြင်းအကျိုးမှာရှိဘဝများကဖရာထံစီမီတိုင်းမီးအိမ်မီးခွက်တို့စက္ကလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်32ယခုဘဝ၌အသက်ရှိရခြင်းအကျိုးမှာရှိဘဝများကသတိစံများ၏အသက်ကိုမြင်မဲ့ပြီး၍လူရန်ခဲ့ခြင်းလူတို့၏အသက်ကိုကဲ့တင်ခဲ့ခြင်းအကြောင်းများကြောင့်ဖြစ်ပါတယ်33ယခုဘဝတွင်မြင့်မြတ်သောအမျိုး၌ လူဖြစ်ရခြင်းအကျိုးမှာရှိဘွားများကရဟန်းတန်ဃာတော်တို့အားမြတ်သောအခင်အထက်များစွာရှိသောအခင် အမွှေးရှိသောအခင် ကော်ဇောခင်များလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါ၏။34ယခုဘဝတွင်ပစ္စည်းဥစ္စာချမ်းသာခြင်းနှင့်ပြည့်စုံပြီးငုံကြုံစိတ်ချပြီးရင်ကင်းရခြင်းအကျိုးမှာရှိဘွားများကရဟန်းတန်ဃာတော်များအားတိတ္တာဖာဘူးစသော ထားသူစရာအတုံးဆောင်များလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။35ခုဘဝတွင်လက်နဲ့လည်းမဆူရှာနိုင် အစိတ်လည်းမတင်နိုင်ရေလည်းမနစ်နိုင်ခြင်းအကျိုးတို့မှာရှေးဘဝများကစွန်းစားကြောင်းအာယုန်ခံတစောင်းတို့လူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။36ခုဘဝတွင်ချမ်းသာကြွယ်ဝပြီးပျော်ရွှင်ဖွယ်ရာဘဝကိုပိုင်ဆိုင်ခြင်းအကျိုးမှာရှေးဘဝများကအလူကံပုဂ္ဂိုလ်ဤ အလိုဆန္ဒကိုတည်၍ဝန်တိုခြင်းခင်စွာလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်39ယခုဘဝ၌ရုပ်ဆင်းအင်ကတည်တည်ခြင်းအကြီးငယ်ဖြစ်ရခြင်းအကျိုးမှာရှေးဘဝများကဖျားဇီဒီတို့ဟာရွှေချခြင်းရွှေပြကခြင်းကောင်းမှုကုသိုလ်တို့ကိုလှူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည်38ယခုဘဝ၌နာယောဂလည်းမရှိဘူအချင်းတန်လည်းမကန်စားရခြင်းအကျိုးမှာရှေးဘဝများကဖျားအား ရေမွေးနဲ့တာရီတို့ကက်လူတန်းခဲ့တော့အကြောင်းအကျောင်းဖြစ်ပါတယ်39အခုဘဝ၌ပစ္စည်းဥစ္စာသုံးဆောင်များပြည်စုံချမ်းသာပြီးဇနီးမယားတသမီးအချွေရများ အပေါ်ဟောစာအာဏာတည်ခြင်းအကျိုးမှာရှိဘဝကလူဘဝဝတ္ထုများကို လူတန်းရာတွင် အလူကံပုဂ္ဂိုလ်တို့အားရူရူတည်တည်နေလီဆန်းဆန်းကာရဝထား၍လူတန်းခဲ့သောအကြောင်းအကျောင်းဖြစ်ပါတယ်40ယခုဘဝတွင် အစင်းလာခြင်းအကျိုးမှာရှေးဘွားများကကျင့်လင်သောစိတ်ဖြင့်လူဒါနများပြုခဲ့သောအကြောင်းကြောင့်ဖြစ်ပါれ။၄၁ယခုဘဝတွင်စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံရခြင်းအကျိုးမှာရှေးဘွားများကယဟန်တန်ကားတော်တို့ဟာအနှစ်အချီဘူးလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါれ။၄၂ယခုဘဝတွင်လက်လာပပေါ်များခြင်းအချွေရန်ပေါ်များခြင်းအစာအတောက်ပေါ်များရခြင်း အကျိုးတို့မှာ ရှိဘွားများကယဟန်တန်ဃာတော်တို့အားစွမ်းနှင့် အဖျော်ရမကများလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါれ။23ယခုဘဝတွင်ရုပ်ကစိုးပုံမစိုးအာကာသစိုးနတ်ပေါင်းတို့ကချက်ကင်လေးစားခြေငှက်တိရစံငါးလိတ်တို့ကမိမိအလိုတို့လိုက်ခြင်းအကျိုးတို့ကိုရရှိခြင်းမှာရှိဘွားများကယဟန်တန်ဃာတော်များအားတတိယဆုံးလူရန်ခဲ့သောအကြောင်းကြောင့်ဖြစ်ပါれ။၄၄ ယခုဘဝတွင်အတန့်ရှင်သောသိန်းတထောင်ဖို့ဝတ္ထုပစ္စည်းအလူဤအကျိုးသည်စင်ရသားတဦးကတန်ရှင်သောကြက်တံဝတ္ထုပစ္စည်းအကျိုးဤ256ဘုံလက်ပုံကိုမျှမမိနိုင်ပါမှတ်ချက်မိမိတို့၏ကာယလောကညာနလောကတို့မှရရှိလာသည့်တန်ရှင်သောငွေကိုချိုးချံချွေတံစွာစားသုံးပြီးဝုံငွေကိုတိုင်တိုင်းထွက်ထွက်ဖြင့်တအားတည်း၍အလူဌာနပြုမည်သူများ ဝမ်းမြအားထက်ဖွယ်ဖြစ်ပေသည်55ယခုဘဝတွင်ချမ်းချမ်းသာသာအိပ်ဆက်ရခြင်းအိမ်မက်ကောင်းများမြင်မရခြင်းလူနဲ့အပေါင်းတို့ချစ်ခင်ဆောက်ရှောက်ခြင်းကြည်ကြည်လင်လင်တရားခြင်းစသည့်အကျိုးများမှာယခုဘဝတွင်အာလုံသောတတဝါများအပေါ်၌ကိုယ်စိတ်နှဖျားချမ်းမချမ်းသာကြစေရန်မေတ္တာပွားများနေသောအကြောင်းကြောင့်ဖြစ်ရပါသည်56ယခုဘဝတွင်ပင်ပန်းမှုကင်းရခြင်း အသက်ရှင်ရခြင်းအကျိုးမှာရှိဘဝများကယဟန်တန်ဃာတော်များအားနဖကလောလှူဒန်းခဲ့သောအကြောင်းအရာဖြစ်ပါတယ်။မှတ်ချက်ဘုရားဗျာရှင်သည်ယဟန်တန်ဃာတော်များအတွက်နဖကလောစိန်မျိုးကိုသာသုံးစွဲခွင့်ပြုတော်မူပါတယ်။၁အယုနှစ်စင်စွဲ၃ဥချိုလေးကျူယိုငါဝါ၆တတခုနှစ်ချိတ်၈တတိကိုခြေတန်၁၀ ခယုတင်နဖကလောလို့ဖြစ်ပါတယ်တတိပြုရံမှာရွှေနဖကလောငွေနဖကလောတို့ကိုစေတနာလွန်ကဲပြီးမလို့တင်ပါရေဆက်ခွန်ယခုဘဝတွင်ချမ်းသာကြွယ်ဝပြီးအိမ်ကောင်းနိုင်နေရခြင်းအဝတ်အစားကောင်းများဝယ်ရခြင်း ပစ္စည်းကောင်းများသုံးစွဲရခြင်းအကျိုးတို့မှာရှေးဘဝများက လူတက်မှုများပြုလုပ်ရာတွင် လူဝိတ္ထုပစ္စည်းအပေါ်ကဉ္ညိတွေ့တာစိတ်မထားပဲစေတနာသုံးတန်ဖြင့် ယူတန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါတယ်။မှတ်ချက်ဌာနပြုရာတွင် ထားရှိအပ်သော စေတနာ၃တန်ဆိုသည်မှာကကြီးလူဌာနပြုလုပ်ရင်ရည်ရွယ်၍လူဝယ်ဝတ္ထုတို့ကို စတင်စုဆောင်ရှာဖွေနေသည့်အချိန်မှစ၍ငါသည်နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအထောက်ပံ့ဖြစ်စေရန်အတွက်၎င်းနိဗ္ဗာန်မရောက်မီတန်တရားတွင်ကောင်းကျိုးချမ်းသာရစေရန်အတွက်၎င်းကောင်းမှုကုသိုလ်ပြုရတော်မူဟု မလူမီဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်းပုပ္ပစေတနာဟုခေါ်ပါသည်တတိပြုရမှာအလူကိုအကြောင်းပြု၍ထင်ရှားကြော်ကြားလိုစိတ်များမရှိရပါလူရင်ပစ္စည်းစုဆောင်းစီစဉ်နေခြင်းတွင်အလူနှင့်ပတ်သက်ပြီးမိသားစုအချင်းချင်းမကြေမနက်မဖြစ်ရပါတကားများခြင်းမဖြစ်ရပါတွန့်ဆုတ်သောစိတ်များမဖြစ်ပေါ်ရပါမိသားစုအလုံးပျော်ရွှင်ဝမ်းမြောက်စွာဖြင့်ဝိုင်းဝန်းလှူဆောင်နိုင်အောင်ကြိုးစားပါခဝေး လူဝယ်ဝတ္ထုအစုစုကိုအလူခံပုဂ္ဂိုလ်ဤလက်သို့လူတည်စွာထည့်၍စွန့်လွတ်သောစိတ်ဖြင့်ပေးလူပါပေးလူနေစေအချိန်တွင်စိတ်ကြည်လင်ရှင်လန်းနေခြင်းဖြစ်အောင်ကြိုးစားပါမုံစစေတနာဟုခေါ်ပါသည်တတိပြုရမှာတစုံတစ်ခုသောလောကီအကျိုးကိုမမျော်လင့်ပဲရဲရဲရော်ရော်လူရပါမည်ခန့်ငယ်ပေးလူပြီးနောက်ပေးကမ်းလူတန်းမှု ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုက်ရလိမ့်မည်ဟု အချိန်ချင်းအထက်ထက်တတိယကဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်း အပရာစေတနာဟုခေါ်ပါသည်တတိပြုရမှာဤသို့သောအမှုမျိုး နောက်ထပ်လူကျင်သေးသည်ဟုဝမ်းမြောက်ဝမ်းသာဖြစ်နေလျှင်အပရာစေတနာတိုးပွားရာရောက်ပါသည်ငါလူမိတာမှားလေစွာဟုမကြင်မနဲ့ဖြစ်လျှင်အပရာစေတနာပြက်လေသည်58ယခုဘဝတွင်နေညာမပြက်အချိန်နှင့်အမျှကောင်းမှုကုသိုလ်တိုးပွားနေခြင်းအကြောင်းမှယခုဘဝတွင်အများအ ရေရပင်တီးပင်ပန်းပင်တို့စိုက်ပျိုးလှူဒန်းခြင်းရေတွင်းရေကန်တောက်ရီအိုးစင်တို့ဆောက်လုပ်လှူဒန်းခြင်းဇရက်သိမ်ကြောင်းတို့ဆောက်လုပ်လှူဒန်းခြင်းဒရာများဆောက်လုပ်လှူဒန်းခြင်းအကြောင်းများကြောင့်ဖြစ်ပါသည်29မိမိလိုချင်တောက်တာနေသောပစ္စည်းများကိုလိုအပ်နေသောအချိန်တွင် တနည်းနည်းဖြင့်ရရှိလာရခြင်းအကျိုးမှာရှေးဘုရားများကအချိန်အခါနှင့်လိုက်လျောစွာလူတန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါသည် မှချက်အချိန်ခံနေလိုက်လို့ဆိုလူတန်းချင်းဆိုဒီမှာကြည့်ဝါစုအချိန်တွင်ဝါစုတင်ငန်းအလူညက်ကထိန်အချိန်တွင်ကထိန်တင်ငန်းအလူသုံးအာယုံအချိန်တွင်အာယုံစွမ်းအလူလေးမုံမတက်မီနေစွမ်းအလူငါမုံလွှဲချိန်တွင် အဖြော်ရည်အလူ6အဲ့တန်ကတော့တပါးပါးနဲ့ကြုံကြ၍မုံမတက်မီအချိန်မီကလူတော်စွမ်းအလူ9 မကျဲမာသောတန်ဃာတော်တပါးပါးနှင့်ကြုံကြ၍ကက်လူသောဆေးအလူစသည်တို့ဖြစ်ပါ၏90ယခုဘဝတွင်ချမ်းသာကြွယ်ဝ၏မိမိ၏ပစ္စည်းဥစ္စာများကို သူတပါးလူယူ၍မရခိုးယူ၍မရပျက်စီး၍မရနေသူမျိုး၅ပါးတို့မပျက်စီးနိုင်ခြင်းအကြောင်းမှာရှေးဘဝများကအလူဒါနပြုခဲ့ရာတွင်မိမိနှင့်သူတပါးနှစ်ဦးသားကိုအထီပါအောင်လူဒန်းခဲ့သောအကြောင်းကြောင့်ဖြစ်ပါ၏မချက် မိမိနဲ့သူတစ်ပါးနှစ်ဦးသာမထီပါအောင်လူဒန်းနီးဆိုဒီမှာကကြီးငါသာလှူနိုင်တော့ကသူများတွေငါလောက်မလှူနိုင်ဘူးဟုမိမိကိုကိုညင့်တင်ပြီးသူတစ်ပါးကိုနှိမ်ချခြင်းမှလုတ်ကင်းခဲ့ခြင်းခါခွေမိမိဤအလူဒါနာအတွက်လူတိရိစံတို့ကိုညင်ဆဲခြင်းတပ်ပြတ်ခြင်းစသောဒုစရိုက်မှုမျိုးမှလုတ်ကင်းခဲ့ခြင်းတို့ဖြစ်ပါသည်57ယခုဘဝတွင်လူတဦးသည် ခြားလူများထက်၁လူ၌ဖြစ်သောအသက်၂လူ၌ဖြစ်သောအစဉ်၃လူ၌ဖြစ်သောချမ်းသာ၄လူ၌ဖြစ်သောအချိန်ရံ၅လူ၌ဖြစ်သောအဆူရခြင်းတို့တာလွန်ရခြင်းအကျိုးမှာရှိဘဝများကထိုလူသည်အခြားလူများထက်ပို၍အလူဒါနပေးလူခဲ့သောအကြောင်းကြောင့်ဖြစ်ပါ၏။မှတ်ချက်မိမိထက်အပတ်ပတ်မှတာလွန်ချမ်းသာနေသူများကိုတွေ့ရင်ဤအကြောင်းနှင့်အကျိုးဆက်တရားတော်ကိုနှလုံးသွင်းတတ်ရန်လိုအပ်ပါ၏။ မနာလိုမရှိစိတ်တော့မစ္စရိယအကုသိုလ်စိတ်များမထားမိစေရင်တတိပြုတတ်ပါတယ်52ယခုဘဝတွင်အလုံးစုံပြည့်စုံကြွယ်ဝရခြင်းအကျိုးမှာရှိဘဝများကဉာဏ်တန်ဃာတော်များအတွေ့ကြောင်းလှူဒန်းခဲ့သောကြောင်းကြောင့်ဖြစ်ပါတယ်မှတ်ချက်ကြောင်းဆောက်လို့လှူဒန်းတင့်သောနေရာသည်အင်္ဂါ၅ရက်နှင့်ပြည့်စုံရင်လိုအပ်ပါတယ်၁မြို့ရွာနှင့်မဝေလွန်ခြင်း၂မြို့ရွာနှင့်မနီလွန်ခြင်း၃ သွားလဲလာလဲပြည့်စုံခြင်း၄လူအများသွားလာရင် လွယ်ကူခြင်း၅လူတန်မျိုးတန်တို့မှကင်းခြင်းတို့ဖြစ်ပါတယ်53ယခုဘဝတွင်ညောင်စည်းလောက်အနှင်းငယ်လူုံမြဖြင့်လောကီလောကုတ္တရာနှစ်ဖြာအတွက်ညောင်ပကြီးလောက်အကျိုးကြီးမရခြင်းမှ၁လူတန်းလိုက်သောပစ္စည်းသည်မိမိလောကဖြင့်ရိုးသားစွာရှာဖွေထားသည့်တန်ရှင်းစင်ကြယ်သောအလူပစ္စည်းဖြစ်နေခြင်းနှင့် ေဒနာ၃ဌံထက်တန်စွာဖြင့်လူဒန်းခြင်း၃အလူပြုရာတွင်ပြေစုံအပ်သော အင်္ဂါ၅ပါးနှင့်ပြေစုံနေခြင်းအကြောင်းများကြောင့်ဖြစ်ပါသည်။မှတ်ချက်ပေးလူရာတွင် အင်္ဂါ၅ပါးနှင့်ညီညွတ်အောင်လူဒန်းဤဆိုသည်မှာဖြင့်တန်ကင်းအကျိုးကိုယုံကြည်စွာ လူဒန်းခြင်း၄အလူကံပုဂ္ဂိုလ်ဟာယုတ်တိလေးစားစွာ လူတန်းခြင်း၃အချိန်ကာနှင့်လျော့ညီစွာ လူတန်းခြင်း ဝါစုတင်ငယ်ကထိန်တင်ငယ်စသဖြင့်၄လူပစ္စည်းအပေါ်တွင်တန်ရောစင်မထားဘဲတွေ့တာမှုကို ရှင်းရှင်းကြီးဖြတ်၍လှူဒန်းခြင်း၅။မိမိကိုယ်ကိုလည်းမကြွားဝါခြင်းလူတစ်ပါးကိုလည်းမနှိမ်ချမိမိအလိုအတွက်ညီတိလူတိရစ္ဆာန်ကိုများမညင်ဆဲမတက်ဖြတ်ပဲမိမိနှင့်သူတစ်ပါးနှစ်ဦးသားကိုအတိပါအောင်လှူဒန်းခြင်းလို့ဖြစ်ပါတယ်။သတိပိုင်းကို ဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ